ခရီးသည်တသောတသောဖြစ်မှုကိုဦးစားပေးထားသည့်ပိုနီ AI စက်ရုပ်သက်စီရသည့်မြောင်းတရုတ်နိုင်စတင်ပြေးဆွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်မှလူလျောင်မော်တော်ယာဉ်ဒီပညာကုမ္ပဏီပိုနီ AI ကကွမ်ကျိုးနယ်ရှင်ချမ်းမြို့တို့မှရင်းထုတ်ရဲ့သတ္တမမြောင်မျိုးဆက်ဆက်ရုပ်သက်စီတွေတရားဝင်ပြေးဆွဲနေပြီဖြစ်ကြောင်းဗုဒ္ဓဖူးနေ့ကကြေညာသွားပါထိတ် ဖုန်းဖြင့်ပိုနီ AI program မှာပိုခင်တင်ပြီး၃မိနစ်ကြာမှပဲအလိုလျောက်ကားသစီးကလာချိုမှဖြစ်ပါတယ်။ခရီးသည်ရဲ့ကိုယ်ရဲ့ချက်လက်တွေအတိပြုစစ်ဆေးပြီးတဲ့အခါကားကထွက်ခွာမှဖြစ်ပါတယ်။ယခုမျိုးဆက်အစ်မကခရီးသည်တွေတတောင်တတာပို့ဖြစ်စေဖို့တွေးတော်ထားတဲ့စမ်းသည့်တီးထွင်းမှုအများပြပါဝင်ပါတယ်။ ခရီးသည်တွေကကားပေါ်မတက်ခင်ခရေကအခန်းအပူချိန်လေးဝင်းလေးထွက်စနစ်တွေကိုကြိုတင်ချိန်ညှိထားနိုင်ပါသည်အရေးကြီးတာကလူလျောက်ကားတွေမှာအဖြစ်အများဆုံးပြဿနာဖြစ်တဲ့ကားမှုချင်းကိုဖြေရှင်းပေးထားပါသည်ကားကအရှိန်မြင့်ခြင်းနဲ့အရှိန်ချော့ခြင်းတို့မှာပုံမှုချုံးပွေအောင်ပြုလုပ်ပေးထားပါသည်အယုံခံကရိယာ34ခုဖြင့်အကွာအဝေး650မီတာလောက်အထိ360ဒီဂရီလှက်လေစစ်ဆေးနိုင်မှာချိန် ရုတ်တရက်လမ်းချောင်းပြောင်းခြင်းလမ်းသွာလမ်းလာကြုံတွေ့ခြင်းတို့မှလည်းတည်တည်ကြကြတည်ငြိမ်စွာလှုပ်ရှားနိုင်ပါထိတ်။နှစ်ကုံပိုင်းလောက်မှပူနီ AI ကတရုတ်ပြည်မှာအစည်းအဝေးတထောင်ကျော်ပြေးဆွဲနိုင်ဖို့မျှော်လင့်ထားပါထိတ်လို့သိရပါထိတ်ရှင်။